စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်မြို့တော်စစ်တွေမှာဒေသခံပြည်သူတွေကိုအကြောင်းအမျိုးမျိုးပြပြီးစစ်တပ်နဲ့အပေါင်းအပါတွေကဖမ်းဆီးမှုတွေဆက်တိုက်ရှိနေတယ်လို့သိရပါဗျ။ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်မြို့တော်စစ်တွေမှာဒေသခံပြည်သူတွေကိုအကြောင်းအမျိုးမျိုးပြပြီးအကြမ်းဖက်စစ်တပ်နဲ့အပေါင်းအပါတွေကဖမ်းဆီးမှုတွေဆက်တိုက်ရှိနေတယ်လို့သိရပါဗါအောက်တိုဘာ28ရက်ည10:00နာရီလောက်ကလမ်းမတော်မြောက်ရွက်ကိုစစ်တပ်ရဲမိတပ်နဲ့ထွေအုပ်အင်အား30ပါးအဖွဲ့ကဧည့်သည်ရင်စစ်ပြီးအသက်40အရွယ်ဥသားပိုင်ကြီးဆိုသူကိုဖမ်းဆီးသွားခဲ့တယ်လို့သူနဲ့နီးစပ်သူတယောက်ကနရီဇရာကိုပြောပါတယ်။ ။ဦးသားပိုင်ကြီးဟာဒီကနေ့အထိပြန်မလွတ်သေးတာကြောင့်မိသားစုတွေစိုးရိမ်နေကြတယ်လို့သိရပါဗါ။အောက်တိုဘာ25ရက်ည8နာရီခွဲလောက်ကလည်းလမ်းမတော်မြောက်ရွက်ကွက်က Great Dwell ចောင်းသားတယောက်အပါအဝင် လူငယ်၂ယောက်ဖမ်းဆီးခံခဲ့ရပါဗါ။ အဲ့ဒီနေ့ညမှာပဲမင်းကန်အကွက်ကိုးနဲ့30ကိုစစ်သားတွေကားနဲ့စီနေဝင်ရောက်စစ်ဆေးတဲ့အချိန်ဖားရှာပြီးပြန်လာတဲ့အမျိုးသား6ယောက်ကိုဖမ်းဆီးသွားခဲ့တယ်လို့မင်းကန်ရဲ့ကွက်ကဒေသခံတယောက်ကပြောပါတယ်စစ်တွေမျိုးမှာဧည့်စင်စစ်ဆေးကစစ်တွေမပုံသေးမဟုတ်သူတွေတန်လျာရှိသူတွေကိုဖမ်းဆီးတာဇက်တိုက်ရှိနေပြီးဖန်စီခံရသူတွေကအာမခံငွေ9သိန်းကနေ30အထိပေးကလွတ်မြောက်သူတချို့ရှိပေမဲ့အဆက်အတွေ့မရပဲပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သိရပါတယ်ရှင်။